ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟိုရာ channel လေးကနေစေဝင်စားပွဲထူးခြားစံချိန်ကံမရောက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ဒေးဇွန်ဘာတောင်းစင်ဘုံတော်ရကြောင်းနေမောက်ရုပ်ရှင်အဖွဲသားများနဲ့ရွာသူရွာသားများမျက်မြင်ကိုတွေ့ကြုံခဲ့ရတဲ့ထူးဆန်းတဲ့ငွေထုံကူးတဲ့ဖြစ်ရလို့မြည်ရတဲ့စေဝင်စားပွဲလေဝဆန်းချိန် ကမိယဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါဦးခင်ဗျာစမ်းကြစွာ ထုံကူးတဲ့မွေအင်္ဂလိပ်လိုပြောရမယ်ဆိုရင်တော့ထူးခြားစမ်းကြစွာလှုပ်ရှားပြတ်သားခြင်းလို့ဆိုရပါလိမ့်မယ်ဟာကမဟာပဏိဒမကရလောဘကြောကျေးဇူးရှင်မန်လေးဆရာတော်ဖျားကြီးရေးသားပြုစုတဲ့မဟာသူတကာကြီးမဂရိဝလင်္ကာတိနိုင်မှာတော့ မွေဝေးမွေဟောက်မထီဆောက်အောင်စိတ်တော်လွန်ဆိုးလူတိုင်းညို့၍လင်ချိုးကြံ့ကြုတ်တပ်ပုတ်ခင်ရဆင်းရဲကြ၏မွေများကြောင်းမွေများကို လူတိုင်းနေပါကတက်ပြကြသလိုဖော်ပြထားတော်လေလောကတန်ထွားလူတို့ရွာဝဲလွင်စွာထူဆန်းအမကန်တော်ဖြစ်ပြအပြုမှုတို့ဟာလေပုထုဇဉ်တို့ရဲ့လူရွာလူပြီးလူပုံပေါင်းမယုံသဘူးထုကဲ့စွာ ဖြစ်ပြနေတာကို ဒီဝိတုရဲ့စာအင်္ဂလိပ်လိုပြောရမယ်ဆိုရင်ထူးခြားစမ်းကျဲစွာလှုပ်ရှားပြသခြင်းသို့မဟုတ်မွေထုံကူးခြင်းဆိုဒီမှာတာမန်ပုထုဇဉ်တို့အနေနဲ့ဆိုရင်တော့စင်တောင်စဉ်းစားဝတ်မဲ့အရာမဟုတ်ပါကြောင်းကျွန်ုပ်စာရေးသူဟာဝိတုများရေးခြင်းစဉ်ညွှန်များရေးတာခြင်းဒါရိုက်တာဖြင့်ဗီဒီယိုစကားများရိုက်ကူးခြင်းစတဲ့အလုပ်များလုပ်ခြင်းကိုကျွန်ုပ်ရိုက်ကူးသောဗီဒီယိုများကိုကြည့်ခြင်းကျွန်ုပ်ရေးတာသောဝိတုဇာတ်လမ်းများကိုဖတ်ရှုခြင်းနဲ့ကျွန်ုပ်ဟာ ဆိုင်ရေးဆရာတိုင်ဒါဖြစ်ကြောင်းသိကြလောက်မယ်ထင်ပါတယ်ဒီနေ့ကျွန်ုပ်ဟာမြန်နေသူဗီဒီယိုရုပ်ရှင် ထုတ်လွှင့်ရေးပိုင်းရှင်ထုတ်လွှင့်သူဥကြောသောကကျွန်ုပ်ကိုခြေတော်မွေညှို့ရှင်အမည်ရှိတဲ့ဗီဒီယိုစကားတကားကိုဒီဇင်ဘာဖီးယားနေ့ပဲခူးယိုးမှာတောရင်းတနေရာမှာသွားရောက်ရေကူးရန်အတွက်မွေများထုတ်လွှင့်ပေးသလိုတရုတ်ဆောင်များကိုလည်းစီစဉ်ပေးပါတယ်ဥကြောသောစီစဉ်လို့ငှားရန်ပေးခဲ့သောတရုတ်ဆောင်များမှာပုံမြင့်ရှင်ညီပွား စုလိုက်နှင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်စာရေးသူဟာလည်းတရုပ်ဆောင်များတဲခုဖို့စီစဉ်ရသလိုစားဖို့တောက်ဖို့လည်းစီစဉ်ရပါတယ်။ရေကူရေးဆက်ဖွဲ့ငှားရမ်းရသလိုစက်ဖို့ဇေယံများလည်းချစ်တော်မွေညိုရှင်ဗရီယိုဇလန်နဲ့လိုက်ဖက်တော့အနုပညာရှင်များကိုငှားရမ်းပြီးတော့ရေကွင်းကိုခေါ်ဆောင်ရေးတဲခုရေးစာရေးတောက်ရေးတွေကိုစီစဉ်ကောင်းရေကူကြရပါတယ်။အဲ့ဒီဇာကမှာမွေစိုးမွေဟောင်းများလေးပါရှိလျောင်းတလေးဆန်ယုံပေါင်း မွေးစရာချင်းဦးအောင်ညွန့်ကိုသူ့ရဲ့မွေးများကိုပါငှားရမ်းစီခဲ့ပြီးတော့ခေါ်ဆောင်ခဲ့ရပါတယ်။မွေးစရာချင်းဦးအောင်ညွန့်ဟာတာမန်ပေါ်တည်တည်မွေးစရာတူမဟုတ်ပါ။အဘယ်ကြောင့်ဆိုတော့တာမန်မွေးဟောက်ငှားမွေးလောက်ကြိုက်တာကိုဖြုတ်ခဲ့တဲ့လောက်ပဲသဘောထားတော့မွေးစရာချင်းပဲဖြစ်ပါတယ်။မွေးညွှန့်ရှင်ဗီဒီယိုဇာကရဲကူးစင်မှာယူဆောင်လာခဲ့တော့မွေးဟောက်တကောင်မှာမွေးစိုးဖြစ်ပါတယ်။မွေးစရာချင်းဦးအောင်ညွန့်မှာတရက်တရွာကိုမွေးစိုးများယူဆောင်ပြီးတော့အလုတ်လုတ်ချင်းဟာ ရွာသူများနှောက်ယှက်နိုင်ကြောင်းအောက်လက်နိုင်ပိစာများကလည်းဒုက္ခပိနိုင်ကြောင်းကျွန်ုပ်ကိုပြောကြထားပါတယ်။မွေစီရကြီးဦးညွှန်ဟာအရက်တောက်တဲ့သလိုလူပြောလူနှောက်ကြီးတို့ပြပြရွာသူလိုခေါ်တဲ့စုံမနှောက်ယှက်မဲဆိုရင်ရွာသူအယူသွားကြထုတ်ပြမယ်။မိစာနှောက်ယှက်ရင်အရက်တိုက်ပြီးပြန်လွှတ်လိုက်မယ်လို့ခက်ရွှေ့ရွှေ့ပြောတတ်ပါတယ်။ဦးအောင်ညွှန်လိုခေါ်သောမွေစီရကြီးတင် အရက်တောက်ခြင်းမဟုတ်ပါ။ဦးအောင်ညွှန်ရဲ့ဇနီးမွေစီရမကြီးလည်း အရက်ကိုဆွဲမဲ့စွာတောက်သုံးသူသာဖြစ်ပါလေ။မွေကိုက်လူကတော့မတ်မုတ်ထားတဲ့ကွင်ယာကြီးကိုအကြိတ်ခံရတဲ့ဒဏ်ရာမှာမွေဆွေရဘကိုလိမ့်အောင်ပေးလိုက်တည်တာဖြစ်ပါလေ။တခါကလည်းတော်လိုင်းရေးကောင်စီအစိုးရခေဖြစ်မဲ့ထင်ပါလေ။အစိုးရရဲ့ဧည့်သည်ဝင်ကြီးအဖွဲ့မှာပြည်ဆိုင်ရုံနဲ့မွေလမအဖွဲ့မွေစုံမွေဟောင်းများကိုလာရောက်ပြီးတော့ကြည့်ရှုကြပါလေ။မွေဆရာကြီးအိုးညွန့်နဲ့ဦးအောင်ညွန့်ရဲ့ဇနီးတို့မှငန်းဆောင်မွေကြီးတကောင်ကိုထုတ်ယူပြီးတော့ မွေလည်းမပြပါတယ်။ငန်းဆောင်မွေကြီးမှလွန်းစောမှဒေါသကြီးနေတယ်။ပပင်းခွက်လိုက်ရင်တော့အုံညွင့်ရဲ့ဇနီးမျက်နှာကိုမိလူမိခင်ဖြစ်နေပါတယ်။ငန်းဆောင်မွေကြီးမှဒေါသကြီးလာတယ်။အုံညွင့်ရဲ့ဇနီးမွေစီယာမကြီးမှမြေမရှိရိုးထိုင်မတဲ့အင်းကြီးထမင်းကိုဝှစ်ဆင်းထားပြီးတော့မွေကြီးရဲ့ပြူတိပြူတိလုံနေသောရှာကိုဆီယာမကြီးရဲ့ရှာနဲ့တို့လို့ပက်ပြီးတော့ကပြန်ပါတယ်။နိုင်ငံခြားအစ်တွေတို့အော်တုံလောက်ကြကုန်နေတို့ချိန်မှာ ငန်းဆောင်မွေကြီးကမွေလဲမဲဆီယမကြီးဦးညွင့်ရဲ့ဇနီးကိုမန်းဖီးပြီးတော့အရှိန်နဲ့ပေါက်ချလိုက်ပါတယ်။ဦးညွင့်ရဲ့ဇနီးမွေလဲမဲဆီယမကြီးပါသူ့ရဲ့လက်ဝါးနဲ့ကားလိုက်တော့လေလက်ကောက်ဝတ်ကိုပေါင်ပြီးသွားတယ်။သူမဲမဲများဆွပြီးတော့ထွက်ကြလာပါတယ်။လာရောက်ကြည့်ရှုကြကုန်တော့ဧည့်သည်ဝန်ကြီးဖွဲ့မှမျက်လုံးပြူသွားကြတယ်။စီယံကိုမြန်ခေါ်ပြီးမွေစိတ်ဖြည့်စီထုတ်ပြပါလို့တောင်းဆိုပါတယ်။အဲ့ဒီခါမှာမွေစီယာကြီးဦးညွင့်တို့အကျင်လက်မရနှစ်ယောက်ပေါင်း ဝန်ကြီးဖွဲ့ကိုပြုံးပြုံးလေးနဲ့ကောင်းခါပြလိုက်တယ်။ပြီးတော့ဦးအောင်ညွန့်ဟာတနည်းဖြစ်သူကိုကောင်းကျင်ပြလိုက်ရမောင်းမွေးစီယာမကြီးကမွေးကြိုင်တန်ရဘကိုကွင်းရောင်ဝါလို့ထွေးတဲ့အရင်နဲ့ပဲတုတ်လိုက်ပေးလိုက်ပါတယ်။ပြီးတော့ငန်းဆောင်မွေးကြီးနဲ့ဆက်လက်ကပြပြန်နေတလောက်ထိစွန့်တော့မွေးစီယာလင်မယားဖြစ်ပါတယ်။မွေးစိုးမွေးဟောင်းများကိုတီကောင်းလေးများထင့်မှတ်လျော်သလားမသိပါအဲ့ဒါကတော့ဝီစီယာမကြီးရဲ့အစွမ်းစားဖြစ်ပြီးတော့ ပွေစရာကြီးအိုးညွင့်ရဲ့အစွမ်းဆောင်ကိုလည်းဆက်လက်ဖတ်ကြည့်ကြပါဦး။အိုးညွင့်ကတော့ကျွန်တော်စာရေးတို့ရိုက်ကူးတော့ချစ်တော်မွေညွှန်ရှင်ဗီဒီယိုစကားရိုက်ကူးစဉ်ဒီဇင်ဘာတောင်ရုံမှာ ရှိတဲ့ခါကတညမောင်းတောင်ကြီးတော်ဆက်မှာရွှေရွှေဆိုသောမွေတွင်တံကိုကြာရပါတယ်။မွေတွင်တံမောင်းတန်ရှိဆွဲလို့တွင်းတဲ့အတံမဟုတ်ပါ။တန်ပြပေးပြီးတော့တွင်းတဲ့အတံပြဖြစ်ပါတယ်။အတံမှာလည်းနှစ်တံဖြစ်ပါတယ်။မွေတွင်တံကိုနားထောင်လို့နှစ်ကောင်ဖြစ်တဲ့ကို မွေစရာကြီးကတည်တယ်။ငန်းဆောင်ကြီးနှစ်ကောင်ဖြစ်တယ်။မွေတီမွေမဆိုပြီးတော့လေခွေးချပြောပါတယ်။မနက်မိုးလင်းတဲ့ခါမောင်းဦးအောင်ညမောင်းကျွန်တော်ရဲကူးမဲ့ဆင်းမောင်းသူ့ရဲ့မွေကြီးများပါမပါမေးပါတယ်။မွေခမ်းမပါကြောင်းကျွန်တော်ကပြောလိုက်တဲ့ခါမောင်းမွေပချုံကြီးတလုံးကိုထန့်လို့ထွက်ခွာသွားပါတယ်။ညနေဆောင်လို့ကျွန်တော်တို့ရဲကွင်းသိချင်းမောင်းမွေစရာကြီးဦးညွန့်ပြန်လဲရောက်ရှိလာခဲ့တယ်။ဦးအောင်ညယူဆောင်သွားတော့မွေပချုံကြီးတွင်ထဲမှာတော့လွင်ဆောင်မကြီးမှာတော့ ငန်းဆောင်မူကြီးတကောင်ကိုဖန်ထည်လာပါတယ်ဒီကောင်ကြီးကိုနှစ်နှစ်ခန့်ပြီးရင်ပြန်ပို့ပြီးပါမယ်လို့အမောက်ကန်နဲ့ခေါ်လာခဲ့တာဒိုက်တာရဲ့ဒါနဲ့ဦးအောင်ပြောတော့နှစ်ကောင်ဆိုမြွေတီးနဲ့မြွေမဆိုဗျဟုတ်တယ်ဒိုက်တာကြီးရဲ့အမကဟိုတယ်တက်ပြီးရှိုးဝဲသွားနေလားမသိပါဘူးမရှိလို့ရှိတဲ့ကောင်ကြီးကိုပဲဖန်ခေါ်လာခဲ့တာအဲ့ဒီမြွေဆရာကြီးအိုးညွန့်ကတော့တင်းတို့ပြောထားသလိုမြွေစုံမြွေဟောင်းများကို တီကောင်လေးများဖမ်းသလိုဖမ်းခေါ်နိုင်သူပဲဖြစ်ပါတယ်။တနေ့မနက်မှလည်းကျွန်တို့အဖွဲ့ထဲမှကျွန်တို့ရဲ့ရောက်ဖတ်သူဟာမနက်ခင်းရက်ွက်ထိုးခြင်းထိအိယာကမထားသေးပါ။အဲဒါကိုဝေစီယာကြီးအိုးညွန့်ကသိတယ်၊မြင်တယ်။အဲဒီခါမှအိုးညွန့်ဟာကျွန်တို့ကိုလက်ကပြတယ်။နေနေဆိုတဲ့သဘောဖြစ်ပါတယ်။အိုးညွန့်ဟာဘူရီကွင်းအိတ်နဲ့ထိထားတော့ပါဇက်ကိုနိုင်လွင်ကျိုးနဲ့ချုပ်ထားတော့ကျွန်တို့ကားရရမှာထိသွင်းရိုက်ကူးတဲ့ ်မွေဟော်ကြီးကိုဖမ်းယူလိုက်ပြီးတော့လွန်ဆောင်မအိတ်ပုတ်နေတော့ကျွန်ုပ်စာရေးသူရဲ့ရောက်ဖအိတ်နေရောင်စောင်းကျုံတွင်းကိုစောင်းကိုအသာလှက်ပြီးတော့ထိုးထည့်ပေးလိုက်ပါတယ်မကြလဲပါကျွန်ုပ်စာရေးသူရဲ့ရောက်ဖမှာ ML ပြန်ဆိုတော့လွန်ဆောင်မကြောက်ရွံ့ပြီးအိုဟိခါချုပ်ထားတဲ့စောင်းကြီးကိုလှမ်းလို့တကြွတည်းပြေးထွက်လာခဲ့ပါတယ်စောင်းပုံပေါ်မှာတော့မွေဟော်ကြီးမှာမပြင်းထောင်လို့ထွက်ပြေးသွားတဲ့ကျွန်ုပ်ရဲ့ရောက်ဖကိုကောင်းတရင်ရင်နဲ့မျှော်ကြည့်နေပါတယ် ျွန်တော်တို့ဗီဒီယိုဖွဲသားအားလုံးတို့မှာတဟားဟားနဲ့ကြီးမောကြရတဲ့မွေးစရာကြီးအုံညွန့်ကဒီလောက်ထိအစနောက်တန်သူဖြစ်ပါတယ်ကျွန်တော်စာရေးသူရဲ့ဗီဒီယိုရိုက်ခွင့်မှာမွေစုံမွေဟောင်းများကိုတရုပ်ဆောင်များနဲ့အတူရိုက်ခွင့်ရမှာမွေများရဲ့ပါဇက်များကိုချုပ်ပြီးတော့အဆွဲများမပေါ်နိုင်အောင်စီစဉ်ပြီးတော့မှရိုက်ခွင့်ကြရခြင်းဖြစ်ပါတယ်တကြောင်မွေစရာကြီးအုံညွန့်မှာอืมစုံနဲ့တစ်စီကိုမောင်မကြောက်ချက်ပြိုးမှာတော့မောင်ကြောက်တယ်ဟေ့ တို့ကဲ့သို့ကပြားလိုလိုစာကျိုးလိုလိုရွတ်ဖက်ပြီးတော့မှမွေကိုကင်ပါတယ်ကျွန်တော်ဆိုင်ရီသူကငွေလဲမဲဆရာကြီးအိုးညွန့်ကိုအိုးညွန့်ဘာလဲဗျစုံတစေမောင်မကြောက်ကြက်ပြိုးမှာတော့မောင်ကြောက်တယ်ဆိုတာဘာကိုပြောတာတော့ဗျဆိုင်ရီဆရာတိုင်တာကလည်းဗျကြက်ပြိုးမှာကြောက်တယ်ဆိုတာငွေရဲ့ပါးစပ်မှာချုပ်ထားတဲ့ကျိုးပြတ်မှာကိုကြောက်တယ်လို့ပြောတာဗျကဲအဲ့ဒီလောက်ထိ အစနောက်တန်လာသူဖြစ်ပါတယ်။ပြောတဲ့တိုင်းလေမွေစိုးမွေအောင်များကိုကျွန်တော်တို့ဗီဒီယိုရိုက်ကြတဲ့ခါမှာမွေရဲ့ပါးစပ်ကိုအဲ့ရဲ့နဖောက်ပေါက်မှနိုင်လွင်ကျိုးနဲ့ထိုးပြီးမွေရဲ့ပါးစပ်ကိုဝတ်သူချုပ်ချုပ်ပြီးတော့မှဗီဒီယိုကရိုက်ကြခြင်းဖြစ်ပါတယ်။စဉ်းစားကြည့်မယ်ဆိုရင်မွေရှင်ရဲ့ပါးစပ်ပေါက်ကိုအဲ့နဲ့ထိုးဖို့လို့ဝတ်သူချုပ်ချုပ်ခံရတော့မွေရဲ့ခံစားရမှုဒုက္ခဟာတိတိကျကျတော့မဟုတ်နိုင်ပါဘူး။လွန်စော်မအသေးခိုင်မတဲ့ ခန်းစားရရှာပေးလိမ့်မယ်။မွေမောင်အနဲ့ပါဇက်ကိုထိုးပေါက်ခံလိုက်ရတဲ့အချိန်တွင်လင်းကောက်ကွေးဆောင်ကာယိကဒုက္ခလို့ခေါ်တဲ့ရုပ်ဒုက္ခကြီးကိုနင်းနေနေခန်းစားရရှာပေးလိမ့်မယ်။ကျွန်တော်တို့လူသားများဟာကိုကျင်းစာတရားခေါက်ပါကြပါတယ်။ဒီပါဇက်ပေါက်ကိုအနဲ့ချုပ်လို့ရှာမထွက်နိုင်သောမွေကြီးမှာကျွန်တော်တို့ပရိယဇကတကမပြေမချင်း သူ့ရဲ့ပါဇက်ပေါက်ကို မဖွင့်ရရှာပါ။မွေဟာရှာကိုပြုတ်တက်ပြုတ်တက်နဲ့ သူ့ရဲ့တဘောဝတိုင်းနေတတ်တာကိုကိုချင်းစာတရားကင်းမဲ့စွာမွေရဲ့ပါဇက်ပေါ်ကိုအချစ်နဲ့ချိုးလိုက်ခြင်းကအကုသိုလ်ကြီးလာပြီစွာပရိယဇကရက်ကွင်းမတော်မီမွေစီယာကြီးအုံညွှန်းဟောင်းပရိယဇကမှာထဲသွင်းရက်ကွင်းမဲ့မွေကြီးကိုဖမ်းပြီးတော့မွေကြီးရဲ့ဇက်မှာချုပ်ကင်လို့ပါဇက်လေးကိုဖြည့်ဟာထားစီပါလေလက်ဖက်ရည်ပကံလေးတွင်ကျဲဝအနှင်းမြောက်ကိုခောက်လို့အမေသာတုံးလေးမြောက်ကိုအတုံးသေးသေးလေးမြောက်စင်ကုန်တုံးတက်ပြီးတော့မွေရဲ့ပါဇက်သေးကို မေသားတို့တည်တည်လေးမြောက်ကိုထည့်လိုက်တယ်။ကျဲဦးအနှစ်ကြီးလေးမြောက်ကိုလည်းစဉ်တည်တည်လေးနဲ့ခက်ပြီးတော့တိုက်လိုက်နဲ့ပြုတ်လို့ပေးရပါတယ်။အမေသားကကျဲဦးနဲ့ကုန်းနာနဲ့ပါးစပ်ကို ချုပ်လိုက်ပါတယ်။တေယုဆောင်မွေကြီးမှာအစာဝတော့လေအိတ်ဆက်အနာယူခွင့်မရှိပါ။ဒါရိုက်တာဖြစ်သူကျွန်တော်မှ မွေခမ်းပါတယ်ဆိုရင် မွေစရာကြီးအုံးညွှန့်ဟာတေယုဆောင်မွေကြီးကိုစာရေးသူဒါရိုက်တာရဲ့ရှေ့ကိုခေါ်လာပေးတယ်။ကျွန်တော်စာရေးသူကဒီပင်ကြီးမှာပတ်ပါဆိုရင်ပတ်ပေးတယ်။ ဒီနေရာမှာ short တိုက်ပြေးခိုင်းမှာဆိုရင်လည်းပြေးရတယ်။ပပင်းထောင်မှာဆိုရင်လည်းမမောနံမပန်းနိုင်ပပင်းကြီးကိုထောင်အောင်ပြနေ။ဒီမှာမွေကြီးအထူးသက်သာဝင်ရတဲ့အကြောင်းတစ်ခုရှိပါတယ်။အဲ့ဒီအကြောင်းကတော့မွေဆရာကြီးဟာငမ်မွေမွေဟောင်းကြီးများရဲ့အစအတွေ့ရုံလုံးကြွားကြီးများပါရှိလာခဲ့တယ်။ဒီရုပ်ဆောင်တဲ့မွေကြီးတိုက်ကြဖိုက်ကြခိုက်ကြတဲ့ဆင်းများပေါင်းမွေကြီးရဲ့အစအတွေ့ပေါင်းကြွားယောက်ကြီးများနဲ့ရိုက်ကူးကြပါတယ်။ဒီရုပ်ဆောင်များလည်း မွေကြောက်တဲ့စိတ်ကတက်တာမွေကြီးများလည်းတက်တာဝင်ရခြင်းပဲဖြစ်ပါလေမွေများကြောင့်ကိုမွေဆရာကြီးဦးညွင့်ရဲ့ပြောစကားအရမွေများဟာအပင်ပန်းမခံနိုင်ကြပါအပင်ပန်းလုံးဝမခံနိုင်သောတတဝါတစ်မျိုးဖြစ်ကြောင်းအစအစစပီးရင် တနေ့ကခွေလို့သာနေတတ်သောတတဝါများဖြစ်ကြောင်းသိကြရပါလေကျွန်တော်ဟာဤချက်သောမွေညို့ရှင်ဗီဒီယိုစကား၌မွေမင်းသားနဲ့မွေမင်းသမီးတို့ဟာတော်တယ်မှာရှိတဲ့မွေဖီးရလေးကိုလှပြေလောက်ွယ်ညတိုင်း လာရောက်ကြတယ်။ဘဝစတိုင်းစတိုင်းပုံသင်ကြရလို့နောက်ပွင့်တော်မူမဲ့အရိမတိယဘုရားရှင်လက်ထက်မှောင်းဘုရားရှင်ရဲ့တရားတော်များကိုအတူတကွနားယူပြီးတော့အတူတကွပဲကျွတ်တန်းဝင်ရပါလို့ဤဆိုပြီးတော့သုတောင်းထာပနာပြုကြတော့မွေးချစ်သူမွေးဆောင်တွေဖြစ်ပါတယ်။ဒီမွေးဆောင်တွေကိုမှမိန်းသားနဲ့အပေါင်းပါတစုကမြင်တွေ့ပြီးတော့မွေးဒီလို့ခေါ်တဲ့မွေးမင်းသားကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်မိရကမွေးမင်းသမီးလို့ခေါ်တဲ့မွေးမကား အချက်တွေမင်းသားနဲ့အပေါင်းပါတဲ့သူကိုလိုက်လံကလေးစားချေပြီးတော့တက်ဖြတ်တော့ဗီဒီယိုဇကာရဲ့ဇလံလေးဖြစ်ပါတယ်ဇကာရဲ့ရိုက်ကွင်းမှာဒီဇင်ဘာစင်ပေါ်တော့ရအကြောင်းဝင်ခြင်းနဲ့တောင်ဆွေတောင်တန်းများရဲ့ဝင်ခြင်းပေါင်းရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်ဒီဇင်ဘာတောင်နဲ့တော့ဟောင်းကမ္ဘာပြကြီးများရှိတယ်ချောင်းကြီးရှိတယ်တောရိပ်များလည်းရှိပြီးတော့ကျွန်တော်ဗီဒီယိုဇကာရိုက်ကူးရေးသမားများဖို့လွန်ဆုံးမကျင်းနေတဲ့တော့ရှုခွင့်ရှုခွင့်များပဲဖြစ်ပါတယ် စင်ဘုံတော်အကြောင်းဟောတောရစောက်တီတော်ဆရာတော်နဲ့တန်ဃာတော်များတရားအထုတ်သူများတရားဘဝနာအာထုတ်နေထိုင်ရန်သူတော်ကောင်းတို့နေထိုင်ရဖြစ်လို့စုညံခြင်းပြုလို့မသင့်တော်တဲ့နေရာဖြစ်ပါလေကျွန်တော်ဗီဒီယိုသမားများတတိစိစိသွာလာလှူရှာနေထိုင်ပြီးအလုပ်ညာအလုပ်များကိုလုပ်ဝခြင်းဖြစ်ပါလေဆရာတော်ကြီးမှာကျွန်တော်လူစုကိုစုစုညံညံမပြုလို့ရန်မြေတားရက်ခံထားတယ်အရက်တောက်တဲ့တော့မွေးဆရာကြီးအိုးညွန့်တော်ညီငယ်စိစိနေထိုင်လို့ အလုပ်လုပ်ပါတယ်ကျွန်တော်တို့ဗီဒီယိုရိုက်ကူးရေးအဖွဲ့ကတော့မတရားသားများဖြစ်ကြလို့လူဆုံးပါတယ်ပရိသမာပါသလိုဖေသမာလည်းပါတယ်အယက်သမာလည်းပါတယ်ကျွန်တော်တို့စာရေးသူဒိုက်တာဆိုဒီမှာကဗီဒီယိုရိုက်ကူးရေးအဖွဲ့ရဲ့ကောင်းဆောင်တူဖြစ်နေတာကြောင့်ဒီဗီဒီယိုရိုက်ကူးရေးအဖွဲ့ရဲ့သဝေနေရေးမှာတာဝန်ရှိသလိုမတရားသားတို့ရဲ့ပြုမှုလှုံ့ဆော်ချက်တွေမှာလည်းဗီဒီယိုရိုက်ကူးနေသောရပိုင်းတွင်ခက်တခဏတာဝန်ရှိပါတယ် ကျွန်တော်တို့ဗီဒီယိုဒါရိုက်တာပဲဖြစ်ဖြစ်ရုပ်ရှင်ဒါရိုက်တာပဲဖြစ်ဖြစ်အလုပ်ပညာရှင်ကြီးကျယ်သူတူဟောဇလန်းပါတဲ့ဇာတ်ဝင်ခန်းတစ်ခုရေးကူတော့မယ်ဆိုရင်ဒီဇာတ်ဝင်ခန်းနဲ့လိုက်ဖက်တော့ location ကိုရှာပြီးတော့ရွေးချယ်ရပါတယ်တပန်းဆက်ဖွဲ့နဲ့ကင်မရာမန်ကိုရေးကူမယ်ကင်မရာဝါကိုညွှန်ကြရပါတယ်တရုတ်ဆောင်များတို့ကိုတရားလောချပြီးတော့ကြက်မှတ်စီရတယ်တရားလောအလွေကြက်မှတ်လို့ရပြီဆိုတော့မှတရုတ်ဆောင်ရမယ်အလုပ်ပညာရှင်ကိုအိုက်တင်ပြောပါပါတယ် ီတော့မှကျွန်ုပ်ဒါရိုက်တာနဲ့ကင်မရာမန်တို့မှဇက်ဝင်ကန်းကို စတင်ရေကူးရခြင်းဖြစ်တယ်။ထိုနေ့ကမွေမင်းသားဖြစ်တရုတ်ဆောင်ရတဲ့ညီပွားမှာမြို့မှာလာတော်မင်းသားရဲ့အပေါင်းပါတစုမှတနက်နေ့ပြည်သက်ခဲ့တဲ့ဖြင့်မွေမင်းသားညီပွားမှာမွေမင်းသမီးဖြစ်တရုတ်ဆောင်တဲ့ဆူလိုက်နင်းကိုသူတည်ဆုံးခဲ့ပါက သူကိုတက်ဖြတ်ခဲ့တဲ့လူတစုကို သူကိုယ်စားကလေးစားချေပေးရန်မှာချပြောဆိုခန်းကိုကျွန်တော်စာရေးသူနဲ့ ကင်မရာမန်ဖြစ်သူမင်းမင်းတို့ကရိုက်ကူးနေကြပါတယ်။အဲဒီအချိန်မှောင်းမွေးစရာကြီးအိုးညွတ်ထံကိုဘုရားကြီးဘာမှလူငယ်တွေကတုတ်ကရက်ပြေးလာကြပါတယ်။အနေကိုရောက်တဲ့ခါမှောင်းဒေဇွန်ဘာဘုရားကြီးဘက်ကိုလည်းညှိုးထုတ်ပြပြီးပြောဆိုတယ်။အိုးညွတ်မောင်ကျွန်ုပ်ထံကိုလာပြီးတော့သူ့ရဲ့မွေးကြီးများတရုတ်ဆောင်ရန်နှီးပြီလားလို့မေးပါတယ်။ကျွန်ုပ်ကကောင်းခါပြလိုက်လျောင်းအိုးညွတ်မောင်ကျွန်ုပ်ရဲ့လက်ထောက်ဒါရိုက်တာလေးဖြစ်ဆောင်ရွက်နေသောမောင်ထွန်းထွန်းကို တစ်စုံတစ်ခုပြောကြပြီးခက်တော့တော့ထောက်ခေါ်သွားပါလိမ့်အချိန်ကတော့ကျွန်တော်တို့ဗီဒီယိုဖွဲသားများသမင်းမစသည်တော့မနေ့9နာရီဝင်ခြင်းဖြစ်ပါလိမ့်မွေစရာကြီးအုံညွန်မောင်ဖျားကြီးဘာမှလူငယ်နှစ်ယောက်လာခေါ်သွားတဲ့နေရာကိုရောက်တဲ့ခါမှာစူးပင်6ပုံမှာအရှိခွနဘေးခန့်ရှေးလျတော့မွေကြီးတကောင်မောင်သူ့ရဲ့မိကိုသူ့ရဲ့ပါဇက်နဲ့ပြန်ပြီးတော့မျိုးနေတာကိုမြင်တွေ့ရပြီးအုံညွန်မောင်မွေရဲ့စရိုက်မွေရဲ့အထောင် မွေတို့ရဲ့လှုပ်ဆောင်ချက်များကိုနှောကျေနေသူပြည်ပြည်လူငယ်တွေကိုငြင်းငြင်းကြည့်နေရတဲ့အချက်ပြလိုက်တယ်။ဘုရားကြီးဘာမှလူငယ်နှစ်ယောက်မှတသက်မှာတခြင်းတစ်ခါမှမတွေ့မမြင်ဘူးတာကြောင့်မွေစရာကြီးအုံညွဲ့ချက်ပြတဲ့အချိန်တိစိတ်ငြင်းသက်စွာနဲ့ကိုယ့်ရဲ့မိကိုပြန်ပြီးတော့မြုံနေတဲ့မွေကြီးကိုအထုဆန်းဖြင့်စူးစိုက်ကြည့်နေပါလေ။မွေစရာကြီးအုံညွဲ့ကိုယ်တိုင်မှလည်းမွေပေါင်းစုံကိုကင်တွေပွင့်တိခဲ့တော်လေဤကဲ့သို့သောကြောက်ဖို့ပြီးတော့ လုံးဝမမြင်ဘူးမတွေ့ဘူးတဲ့မွေထုံကူးခြင်းကိုမြဝါထင်းနေမြင်တွေ့ရပြီးတော့ရင်သက်ရှူမောအော်ကုန်နိုင်ပွဲလားဆိုတဲ့မြင်တွေ့လဲရတာကြောင့်မျိုးလုံးစုံတော့ပြုထွက်မတတ်စူးစိုက်ကြည့်နေရပါတယ်ဆရာကြီးဒီမူကြီးကဘာလုပ်နေရတော့မြတ်ဘုရားကြီးပြောမှလူငယ်တူမောင်မနေနိုင်လို့ထင်ပါတယ်တီတိုလီလာပြီးတော့မေးလာတယ်မွေဆရာကြီးအုံညွန့်ကတီတိုလီပြန်ပြီးတော့ဖြေပါတယ် မွေထုံကူးနေတာကွဟမ်မွေထုံကူးတယ်ဆိုတာဘာကူပြောတာလဲထုံကူးတယ်ဆိုတာမွေကြီးဘွားကနေမြင့်မြတ်တဲ့ဘွားတစ်ခုကိုကူးပြောင်းဖို့ဘဝနာတစ်ခုပြုနေတယ်လို့မှတ်ကွာလူငယ်နှစ်ယောက်တော့မှအတန်တိတ်သွားပါတယ်ထိုချိန်မွေကြီးမောင်သူ့ရဲ့မိကိုပြန်ပြီးတော့မျိုးရင်းနဲ့မွေကြီးရဲ့မျက်လုံးနှလုံးလုံးမှာပြုတ်ပြီးတော့ထွက်လာပါတယ်ထိုချိန်မှာပဲမွေဆရာကြီးအုံညွန့်မောင်ဖခင်ကြီးရောမှလူငယ်နှစ်ယောက်ကိုတီးတူးပြောလို့ ပရိယဇကရဲ့စတိတပ်ပုံများရိုက်ကူးတဲ့တပ်ပုံစီအောင်ကိုဦးနိုင်ကိုတွဲပြီးတော့ခေါ်ခိုင်းပါတယ်တပ်ပုံစီအောင်စတိမင်းဦးနိုင်ရောက်လာတဲ့ခါမောင်းမွေကြီးရဲ့ကိုမီကိုပြန်ပြီးတော့မျိုးနေတဲ့မွေထုံကူးတဲ့တပ်ပုံကိုရိုက်ခိုင်းပါတယ်တပ်ပုံစီအောင်ဦးနိုင်မလေးထူးဆန်းလွင်လို့မွေကြီးကိုကြည့်ပြီးသူ့ရဲ့ကန်တွင်ကင်မရာလေးနဲ့ရိုက်ကူးရယူပါတယ်ဒီလိုနဲ့မွေထုံကူးတဲ့တဲ့င်းကိုကျွန်တော်တို့ဗီဒီယိုရိုက်ကူးရေးအဖွဲ့သားအားလုံးတည်သွားကြပြီးမင်းသမီးမင်းသားများမှာအဆောင် ဇက်ပိုဇက်ရံများလည်းကင်မရာမန်နဲ့ဗီဒီယိုမန်တို့အလုံးသမားများဆုံးလာရောက်ကြည့်ရှုကြကုန်နေကျွန်တော်စာရေးသူမောင်မူကြီးတရင်ကြပြီးတော့တွားရောက်ကြည့်ရှုမိတယ်အဲ့ဒီမောင်မူဆရာကြီးဦးညွန့်ဟောင်းမူမြတ်ရဲ့ကျောင်းကိုကကနနတီတူပီပီမူဝင်းတို့ကြီးရဲ့အလင်မောင်တင်ကန်းကြောက်ကြီးကြီးတို့ချောင်းကိုမတိမတားတွားရောက်ထိုးဆိုင်ထားလိုက်ပါတယ်ကျွန်တော်တို့ဗီဒီယိုတစ်ဖွဲသားလုံးတည်သွားလို့အဲ့ဒီမှာတစ်ဆင့်ပါဇက်တရင်ပြန်တယ်လို့စင်ပုံးတော့ရမှာ ကျောင်းသားလေးများလည်းတည်သွားကြတယ်။ထို့ပါတဲ့စဉ်စင်ပုံယောဂီများတည်ကြသလိုတချို့သောဥစဉ်များလည်းတည်ကုန်ကြတယ်။အချိန်မှောင်ပရိယရေကူးရေးဖွဲ့တော်နေဝင်တော့မှဖြစ်လို့ဇကားရေကူးရေးနှာကြတော့မှဖြစ်ပါတယ်။ထုံကုန်နေတော်မွေကြီးမှလည်းသူ့ရဲ့ကြီးမားရှိလဲလာတော့ကိုလုံးကြီးမှသကုံးပိုင်းအကြီးစားပမာဏမှတဖြည်းဖြည်းသူ့ရဲ့မိကိုပြန်ပြီးတော့မျိုးရင်းမျိုးရင်းနဲ့လွန်ဆောင်မှသိငယ်တော်မွေခွင်းဝဲဝဲလေးသာကျန်ပါတော့တယ်။ စုစုပေါင်းအချိန်အလုံးပေါင်းမနေ့ကိုနိုင်ခန့်မှာစတင်လို့တပိပိချင်းမျိုးလာလိုက်ဒီမှာစုစုပေါင်းနိုင်ရှင်းနိုင်ခန့်အကြမှာတော့ဒင်းငယ်တော့မွေဝိုင်းလေးသာကြံပါတော့တယ်မွေစရာကြီးအုံညွတ်မှာအကြံသမားပိပိမွေခွင်းတို့ကြီးတဲ့တကင်းကြောက်ကြီးကိုထိုးထည့်ထားလိုက်ချိန်မှာစတင်ပြီးရှုတင်ထမင်းလဲသွားရောက်စားသုံးခြင်းမရှိတော့ပါမွေခွင်းတို့ကြီးရဲ့နားမှာပဲကလန်လန်မှာတစုတစိုက်စောင့်ပြီးတော့ကြည့်ရှုနေပါတယ်သူနှစ်သက်တော့ အရက်တောင်လုံးဝတောက်တုံးခြင်းမရှိသလိုရေကိုယ်တောင်ရေတံပူးလေးနဲ့ယူပြီးတော့တောက်ခါဆောင်ဆိုင်နေပါတယ်နေလုံးနေနေချင်းဘကုံရုံးမှတောင်းဆွေနောက်ကိုဝင်ရွတ်မေးတင်နေပြီဖြစ်ပါတယ်ထို့ချိန်မှာပဲစင်မိုးတော်ရကြောင်းဆရာတော်ကြီးကိုယ်တိုင်မွေဝင်းတို့ကြီးရှိအောင်မွေဆရာကြီးဦးညွန့်ဆောင်ဆိုင်နေတဲ့တပင်းအောက်ကိုရောက်ရှိလာခဲ့ပါတယ်မွေဆရာကြီးဦးညွန့်မှာစင်မိုးတော်ရကြောင်းဆရာတော်ကြီးကိုယ်တိုင်မွေဆရာကြီးဦးညွန့်ရဲ့ရှိကို ရောက်ရှိလာလေရောမွေဆရာကြီးမှာအံ့ဩတုန်လှုပ်နေပါလေတခါကြီးသူတပားရဲ့ဘဝလွမြောက်ရေးကိစ္စကိုဘာကြောင့်အနောက်ရှက်ပြူလာတာလဲအရှင်ပြတပည့်တော်ဘာလုပ်ထားလို့လဲဖေရဝေကြီးရဲ့ထုံကိုပြီးဘဝတစ်စင်းမြင့်တက်ဖို့ရေးမှာတခါကြီးလှုပ်ထားတာတခါကြီးအတိဆုံးပဲဖြစ်မှာပါဘုံကြီးကိုတက်ဆိုင်ရန်ကအကူကြီးလာတောင်းနေလို့ဘုံကြီးအနေနဲ့တခါကြီးကိုလာရောက်မြေတားရက်ခံရတာပါ သူလန်းသူသွားပါစေတကကြီးရဲ့စေဘုံတို့ကဆရာတော်ကြီးမှာစကားဆုံးပြန်လဲကြွတော်ပါလေမွေဆရာကြီးဦးညွတ်မှာလဲဆရာတော်ကြီးပြန်လဲကြွတော်တာနဲ့ထုတ်ကူမွေကြီးရဲ့လက်မထိုးဆိုင်ထားခဲ့တော်သေကန်းကြီးကိုတွားရောက်ထုတ်ယူလိုက်ပါတယ်ဦးညွတ်ထုတ်ယူလိုက်လို့မကြခင်ချိန်မှာပင်ခမန်းကြီးနှစ်နာရီခန့်ကြာမှာမွေခွင်ထိုးကြီးမှာဝုန်းဆိုသောအတန်မီပြီးတော့ပြောက်ွယ်သွားပါတော့တယ်။ကောင်းကျိုးဆက်၍ ကျုပ်ပြေရှုမြောတိမြင်မြောလို့သူတော်မဟုတ်သူယိုတို၌တက်ခိုင်းများဖြင့်ပေါမီတင်ကစီနှစ်တံပြောင်းအစိတ်စားတို့မိစားတိန်ပေါင်းယူဖောက်ပြား၍တရားမလျော်မှာချွေချော်၏သူတော်သူစဉ်ပညာရှင်တို့မင်းကျင်စကားလက်ခွင်းကြကပရံများဆန်ကြူအဖို့ပြည်တန်ဟေကံမုတ်ချတလုံးရတို့နဂဖို့မွင်ကျိုးခဲလွင်၏ ကျိုးခဲ့လွင်ဤစိုက်တူဟုတ်ကဲ့စိုက်တူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲထူးခြားဆန်းကျေကမိယဖီးရမန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပိနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညီညီတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေး ညှင်းခုန်သွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကောမန့်တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တော်ကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဗာမီဟော်ရာ channel လေးကနေသူကြဆန်းခြင်း၊လှုပ်ဝဆန်းခြင်း၊တရရင်ပူပဒါလောကကမ္မီယယမတန်မူခင်ဖြစ်ရဲ့မန်ဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှားဖွေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။